ကျောင်းသားကျောင်းသူလူငယ်လူရွယ်များဘာသာတရားကိုင်ဆိုင်ပြီးရှင်းကျေးလိမ္မာစေရန်နှင့်အမျိုးဘာသာတဏနာချိုးကိုတည်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးမွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း WMB မှပထမအကြိမ်ကျင်းပပြုလုပ်တဲ့38ပြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲနဲ့စုချင်းမြင်ပွဲခန်းနာကိုဒီနေ့နေ့လယ်ပိုင်းကမော်လမြိုင်မြို့မြားစီရီစာသင်တိုင်းကြီးရဲ့ဓမ္မယုံတော်ကြီးမှကျင်းပပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူလေး င်များရဲ့38ဖြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲဝင်ရောက်ဖြေဆိုနေမှုပေါ်ကြည့်ရှုအားပေးပါရစေ။ အဲဒီနောက်စုချင်းမြေပွဲခန္ဓာကိုကျင်းပပြုလို့ရပြည်내ဝင်ကြီးချုပ်ကမွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း WYMPA ဩဝါဒစရိယာဆရာတော်မော်လမြိုင်မြို့မြားစီရီစာသင်တကြီးရဲ့ဦးစီးဗရဏနာယကဆရာတော်အမိန္ဒဆမဟာရထာကိုတို့အကမဟာဗန္ဒီတာဗရဏဝိမလဗုဒ္ဓထံလူပွဲဝိထုပစ္စည်းများဆက်ကပ်လှူဒန်းပြီးပထမဆုံးရရှိတဲ့နှုတ်ဖြည့်ပြိုင်ပွဲဝင်ចောင်းသားတို့ကိုဂုံပြုစုပေးရချီးမြှင့်ပါတယ် ဆက်လက်ပြီးပြည်내တရားလွတ်တော်တရားသူကြီးချုပ်ပြည်내ဝင်ကြီးများနဲ့တာဝန်ရှိသူများကစုရရှိခဲ့ကြတဲ့ပြိုင်ပွဲဝင်ចောင်းသားចောင်းသူလေးများကိုစုများတည်တည်ပေးရခြင်းမြင်ပြီးပြည်내ဝင်ကြီးချုပ်က38ဖြာမင်္ဂလာတရားတော်နဲ့ဘုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲဝင်ចောင်းသားចောင်းသူလေးများကိုရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့တယ်လို့သတင်းရရှိပါရရှင်။